ရောရှိအားလုံးပဲမိင်္ဂလာပါ။ကီစီကိုပါနေကြိုဆိုပါရစေ။ညာယူထိုယူနီဗာစ်မှာ power system အတွက်လိုအပ်မှုရှိတဲ့ chakra အကြောင်းကိုခမားတို့လည်းသိပြီးသားဖြစ်မှာပါ။ JJK Universe မှာလည်း power system အတွက်လိုအပ်မှုရှိတဲ့ cost energy ဆိုတာရှိပါတယ်။ဒီနေ့ video ထဲမှာတော့ cost energy ရဲ့အခြေခံဖြစ်တဲ့ချိန်စာဝိညာဉ်တွေအကြောင်းကိုပြောပြပေးသွားပါမယ်။ Jujutsu Kaisen series ကိုဒီအတိုင်းကြီးထိုင်ကြည့်လိုက်ရင်အော်ဒါဟာတမန် anime တစ်ခုပဲလို့ထင်နိုင်ပါတယ်။ ဒါပေမဲ့ဒီနေ့ကျွန်တော်ရှင်းပြပေးမယ့်ဂျေဇာဝိညာဉ်တွေအကြောင်းကိုနားလည်ထားမယ်ဆိုရင်တော့ဂျူဂျူဆူခိုင်ဆန်စီရိစာတကယ်လက်ရမြောက်တဲ့ anime တစ်ခုဆိုတာကိုနားလည်လာနိုင်ပါတယ်။ဒါကြောင့်လည်းဂျူဂျူဆူခိုင်ဆန်စီရိစာ2024ရဲ့အကောင်းဆုံး anime တစ်ခုဖြစ်ခဲ့တာပါ။ဂျေဇာတွေကိုအခြေခံပြီးဖြစ်ပေါ်လာတာကတော့ဂျေဇာဝိညာဉ်တွေပဲဖြစ်ပါတယ်။လူတော်တော်များများကဂျေဇာဝိညာဉ်တွေအကြောင်းကိုနားမလည်ကြတာများပါတယ်။ ကျင်းစာဝိညာဉ်တွေဖြစ်ပေါ်တည်ရှိလာနိုင်ဖို့လိုအပ်တဲ့ form online သူတို့ရဲ့ classification တွေကိုခွဲခြားနိုင်ပါတယ်။ဒါကြောင့်ဒီနေ့မှာတော့ကျင်းစာတွေကနေမှာဖြစ်ပေါ်တည်ရှိလာတဲ့ conspiracy တွေရဲ့ classification တွေအကြောင်းကိုရှင်းပြပေးသွားပါမယ်။တကယ်ဆိုဒီနေ့က one patch man concept ကိုတင်ပြရမှာဖြစ်ပေမဲ့လိုအပ်ချက်တွေရှိနေသေးတာကြောင့်နောက်ဆုတ်ထားလိုက်ရတာပါ။ကျွန်တော်အနေနဲ့ခင်ဗျားတို့ကြိုက်နှစ်သက်တဲ့ NFL franchise တွေအကြောင်းကိုတင်ဆက်ပေးနေတာကြောင့် video လေးကို like လုပ်ပြီး channel လေးကို subscribe လုပ်ပေးကြကြဖို့တောင်းဆိုချင်ပါတယ်။ခင်ဗျားတို့ကျွန်တော်တို့စီမှာမကောင်းတဲ့စိတ်တွေရှိတတ်ကြပါတယ်။ ဒီလိုမျိုးမကောင်းတဲ့စိတ်တွေကိုအခြေခံပြီးကျင်းစာတွေဟာဖြစ်တည်လာကြပါတယ်။ဖုန်းတစ်ခုအနေနဲ့ဖြစ်ပေါ်လာတဲ့ကျင်းစာတွေဟာနောက်ဆုံးမှာတော့ကျင်းစာဝိညာဉ်တွေအဖြစ်ပြောင်းလဲသွားကြတာပါ။ကျင်းစာဝိညာဉ်တွေဆိုတာလူသားတွေကိုကတိကအောင်ဖြစ်အောင်လုပ်နိုင်ရုံတည်းမကသေဆုံးအောင်ထိပါလှုပ်ဆောင်နိုင်ကြပါတယ်။ကဲအခုဆိုရင်ကျင်းစာဝိညာဉ်တွေဘလောက်ဆိုးတယ်လဲဆိုတာကိုသိသွားလောက်ပါပြီ။ဒါကြောင့်ကျင်းစာရဲ့တမိုင်းချောင်းကိုအတူတူလေ့လာကြည့်ကြတာပေါ့။ကျွန်တော်တို့အနေနဲ့ JJK Universe ရဲ့ပထမဆုံးကျင်းစာကိုမသိခဲ့ရပေမဲ့လူသားရေတရှိခရေကကျင်းစာတွေဟာဖြစ်ပေါ်တရှိနေကြတာမျိုးပါ။ ဒါကြောင့်ကျိန်စာရီတရှိနေခဲ့တာဟာနှစ်ပေါင်း1300လောက်ရှိနေခဲ့ပါပြီ။ဟေးယန်ခေတ်ဆိုတာဂျူဂျူဆုပညာအထွန်းအကားဆုံးခေတ်တစ်ခုဖြစ်ခဲ့တာပါ။950ခုနှစ်ကနေ1100နှစ်အထိဖြစ်ပြီးနှစ်ပေါင်း400လောက်အတွင်းရှိတည်တံ့လာခဲ့ပါတယ်။ခမည်းတော်သိတဲ့အတိုင်းရာစုနှစ်တွေကြာလာတာနဲ့အများထွန်းကားလာတဲ့ယဉ်ကျေးမှုတွေကြောင့်ဂျူဂျူဆုပညာရှင်ဟာပျောက်ွယ်တိမ်ခေါ်လာခဲ့ရပါတယ်။ဒါပေမဲ့ဟေးယန်ခေတ်တုန်းကတော့အင်အားကြီးမားတဲ့ကျိန်စာရီနဲ့ဂျူဂျူဆုပညာရှင်တွေဟာအပြိုင်ကဲကြတာမျိုးပါ။ ချိန်စာဘယင်လို့တင်စားခေါ်ဝေါ်ထားတဲ့စကူနာကလည်းအိုက်ခေအိုက်ကာလာမှာထွန်းကားခဲ့ပါဗါးလူသားတွေဟာသူတို့ဖန်တီးထားတဲ့ချိန်စာတွေကိုသူတို့မျက်စိနဲ့မမြင်နိုင်ကြပါဘူးဒါကြောင့်လည်းဒီနေ့ကိုလူပေါင်းတထောင်ကျော်လောက်ကချိန်စာဝိညာဉ်တွေရဲ့လက်ချက်ကြောင့်အသက်သေဆုံးနေခဲ့ကြရပါတယ်ဒီလိုမျိုးအကြောင်းပြချက်မရှိဘဲသေဆုံးရတဲ့သေဆုံးမှုတွေဟာလူနေထူထပ်တဲ့ဆေးရုံနဲ့ကြောင်းလိုနေရာတွေမှာအဖြစ်များပါတယ်ဘာလို့ဆိုဒီလိုနေရာတွေမှာလူတွေရဲ့မကောင်းတဲ့စိတ်ခံစားချက်တွေကိုအများဆုံးထုတ်ပြနေတာကြောင့်ပါ လူနေထူထပ်တဲ့နေရာတွေကပဲဂျင်စာစွမ်းအင်တွေကိုအများဆုံးထုတ်ပေးနိုင်တာကြောင့်ဖဝါဖူးဖြစ်တဲ့ဂျင်စာဝိညာဉ်တွေကိုဖန်တီးမိကြပါတယ်။ခမရတို့စီကနေထုတ်ပေးနိုင်တဲ့မကောင်းတဲ့ခံစားချက်ဆိုတာစိတ်အားငယ်တာမျိုးစိတ်ပြက်တာမျိုးထက်ကိုပူပါတယ်။ကြောက်ရွံ့မှုအပြင်အမုန်းတရားတွေပါပါဝင်တာကြောင့်အရန်ကျန်းတဲ့ဂျင်စာတွေဟာဖြစ်ပေါ်လာခဲ့ရတာမျိုးပါ။ကြောက်ရွံ့မှုနဲ့အမုန်းတရားတွေကဘလို့ဖြစ်ပေါ်လာရသလဲဆိုတာကိုတစ်ချက်လောက်လေ့လာကြည့်ကြပါမယ်။ခမားတို့အနေနဲ့တနေရာရာကိုသွားရင်မလုပ်ရတဲ့အရာတွေမပြောရတဲ့အရာတွေဆိုတာကိုကြားဘူးကြပါလိမ့်မယ်။ ဒါရီဟာချိန်စာရီကြောင့်ဖြစ်လာရတာမျိုးပါမေမျိုးကိုသွားရင်ကိုကနဲ့မရဘူးဥပိ္ပမကြားလို့မအော်ရဘူးစားတဲ့တမန်ချက်တွေဟာချိန်စာရီပဲဖြစ်ပါတယ်ဒီလိုချိန်စာရီဟာခမည်းရဲ့အကြောက်တရားနဲ့အမုန်းတရားကိုထုတ်လွှတ်ပေးနိုင်ပါတယ်ဒါဟာချိန်စာကိုဖန်တီးထားတဲ့ concept တစ်ခုလည်းဖြစ်ပါတယ်ခမည်းအနေနဲ့ချိန်စာနဲ့ဆိုင်တဲ့နေရာတွေကိုသွားလာတဲ့အခါဒီ data နဲ့ဆိုင်တဲ့ချိန်စာရီအကြောင်းကိုသိထားလေလေချိန်စာရီဟာဆက်လက်တည်ရှိနေနိုင်လေလေပဲဖြစ်ပါတယ်ဒေတာနဲ့ဆိုင်တဲ့ချိန်စာတွေဟာအဲ့ဒေတာရဲ့ဆွဲလန်းပေါ်မှုတည်ပြီးသူတို့ရဲ့ criteria တွေဟာကွဲပြားသွားကြပါတယ် ဟာနာမီဆိုရာ special grade ရှိတဲ့ကျေးဇူးဝန်ကြီးတစ်ကောင်ဖြစ်ပြီးမဟိတိုရဲ့အဖွဲ့ဝင်တယောက်လည်းဖြစ်ပါတယ်။ခမားတို့ကျွန်တော်တို့အနေနဲ့အေးစားဖို့ထင်းဆိုင်ဖို့အိမ်အောင်ပရီဘောကတွေလုပ်ဖို့ဆိုပြီးကဘာမြေကြီးစီကစပင်မွေးလိုတင်စားလို့ရတဲ့သစ်ပင်တွေကိုခုတ်ယူမိခဲ့ကြပါတယ်။တဲ့ပင်တွေကိုဖြုံးတိနေထားတဲ့လူသားတွေအနေနဲ့ဟာနာမီလို့ခေါ်တဲ့ကျေးဇာဝဉဏ်တကောင်ကိုဖန်တီးခဲ့ကြတာပါဟာနာမီကတစ်ပင်တွေတင့်မြစ်တွေကိုလို့တလို့ထိန်းချုပ်ပြီးရန်သူတွေကိုတိုက်ခိုက်နိုင်စွမ်းရှိပါတယ်မာဟီတိုကိုကြတော့လူသားအချင်းချင်းမုန်တီးမှုကနေမှတစ်စိဖန်တီးမိခဲ့ကြတာပါ ဒါကြောင့်လည်းမာဟီတိုကလူသားတွေရဲ့ဝိညာဉ်တွေကိုမနီဖြူလိမ့်နိုင်စွမ်းရှိနေခဲ့ပါတယ်။ဂျူဂျူဆုပညာရှင်တွေကလည်းကျင်းစာတွေအဖြစ်ပြောင်းလဲနိုင်စွမ်းရှိကြပါတယ်။ဂျူဂျူဆုပညာရှင်တွေဟာသူတို့ရဲ့နောက်ဘဝမှာ Vanceful Spirit အဖြစ်ပြန်လည်မွေးဖွားနိုင်စွမ်းရှိကြပါတယ်။ဒီလို Vanceful Spirit တွေကိုဂျူဂျူဆုစွာရင်လည်းမဖြည့်ဆည်းနိုင်ပါဘူး။ဂျူဂျူဆုပညာရှင်တွေဟာသူတို့ရဲ့ Consonancy ကိုမြင့်တင်နိုင်ဖို့အတွက်မကောင်းတဲ့စိတ်ခံစားချက်တွေကိုထုတ်လို့ရပါတယ်။ကျွန်တော်တို့အနေနဲ့ Jujutsu Kaisen series ထဲမှာပါဝင်ခဲ့တဲ့ကျင်းစာဝိညာဉ်တွေကိုအခြေခံအဖြစ်အမျိုးအစားသုံးခုခွဲခြားနိုင်ပါတယ် ပထမအဆုံးတိစာဝိညာဉ်ကတော့ Vansbus Cosmic တွေပဲဖြစ်ပါတယ်။ Vansbus Spirit တွေကိုလူသားတွေရဲ့သိဆုံးမှုကနေပါတစ်ဆင့်ဖန်တီးနိုင်ကြပါတယ်။ဒါအပြင်ဂျူဂျူဆုပညာရှင်တရားအုပ်လေးနဲ့အယံများတဲ့ Cos Energy ကိုထုတ်ပြီး Vansbus Spirit တွေကိုဖန်တီးနိုင်ကြပါတယ်။ယူတာကလည်း Rika ရဲ့ Afterlight ကိုခြေလှယ်ပြီး Vansful Spirit အကောင်ဖြစ်အောင်ထိန်းချုပ်ခဲ့တာပါ။ယူတာအကြောင်းအသေးစိတ်သိချင်ရင်တော့ဒီဗီဒီယိုမှာကြည့်နိုင်ပါတယ်။နောက်တစ်ခုကတော့စိတ်ကူးရင်ပြီးဖန်တီးမိကြတဲ့ Vansful Cosmic Spirit တွေပဲဖြစ်ပါတယ်။ ိတ်ကူးယဉ်ပြီးဖန်တီးထားတဲ့ Vans Blue Spirit တွေဆိုတာလူတွေရဲ့စိတ်ကူးနဲ့ဖန်တီးမိခဲ့ကြတဲ့ကျင်းစာတွေပဲဖြစ်ပါတယ်။ American နိုင်ငံမှာဆိုရင်လည်း Thunderbird ရှိတယ်လို့ဂျပန်မှာဆိုရင်လည်း94 Force လို့မျိုးစိတ်ကူးယဉ် Vans Blue Spirit တွေရှိနေခဲ့ကြပါတယ်။ JJK Universe ထဲမှာလည်းညနာနှစ်ဖက်နဲ့လက်လေးချောင်းပါတဲ့မိစာနှစ်ဖျားတစ်ပါးရှိနေခဲ့ပါတယ်။ဒီမိစာကတော့စကူနာဖြစ်ပြီးနောက်ဆုံးအမျိုးအစားကတော့ Disease Spray ပဲဖြစ်ပါတယ်။ယောဂနဲ့ဆိုင်တဲ့ချိန်စာဝိညာဉ်တွေဆိုတာကဘာကိုတောင်ဖြည့်ဆည်းပြနိုင်တဲ့ယောဂရီစီကနေမြစ်ဖျားခံလာကြတာများပါတယ်။ reality မှာရှိတဲ့အနည်းဆက်ဆုံးယောဂါကိုပြောပါဆိုရင် covid ကိုကြည့်နိုင်ပါတယ် covid ဆိုရင် cost energy အများကြီးကိုထုတ်ပေးနိုင်တဲ့ယောဂါတံမျိုးဖြစ်ခဲ့တာပါ cost energy များပြားမှုက powerful ဖြစ်တဲ့ cost spirit တကောင်ကိုဖန်တီးနိုင်တာကြောင့်တော်တော်လေးဆိုရပါတယ်ခမားတို့ကျွန်တော်တို့ covid ဆိုတဲ့ယောဂါကြီးကိုမုံတီးလေးလေး covid နဲ့ဆိုင်တဲ့ကျိစာဝိညာဉ်ကြီးကလည်းပုံမှန်တမ်းမာနာလေးလေးပဲဖြစ်ပါတယ် Jujutsu Kaisen Universe ထဲမှာတော့ Small Pulse တရဒီလိုခေါ်တဲ့ယောဂအကျဉ်းစားတစ်မျိုးကိုမြင်တွေ့နိုင်ပါတယ် ယောဂကျင်းစာဖြစ်နေတာတောင်မှကိုပိုင်ဒိုမိန်းတစ်ခုကိုအသုံးပြုနိုင်တဲ့အခြေတမ်းမှမရှိနေခဲ့တာပါ။ conspiracy တွေကလူသားတွေကိုထိတွေ့နိုင်ပေမဲ့လူသားတွေကတော့ဒီထိတွေ့မှုကိုမခံစားနိုင်ကြပါဘူး။ဒါပေမဲ့လူသားတွေရဲ့သေဆုံးခြင်းနဲ့ရှင်သန်ခြင်းချားမှရှိနေတဲ့မြင်းတစ်ခုပေါ်မှာရောက်ရှိသွားမယ်ဆိုရင်တော့ကျင်းစာတွေကိုမြင်နိုင်ဆုံးရှိပါတယ်။ကျင်းစာအများစုကအာယုံခံစားနိုင်စွမ်းမရှိတာကိုလည်းဒီလိုအခြေအနေတွေမှာကောင်းကောင်းကြီးနားလည်နိုင်ပါတယ်။ခမည်းရဲ့ခန္ဓာကိုယ်ကနေထွက်လာတဲ့ cos energy ကနေဖြစ်ပေါ်လာတဲ့ cos spirit တခုကခမည်းရဲ့ cos energy ကိုခြေရာခံပြီးပြတ်မှတ်ထားလိမ့်ရှိပါတယ် တချို့သောကျိန်စာတွေကထာဝရတည်မြဲနိုင်အောင် object တွေအဖြစ်ပြောင်းလဲထားကြပါတယ်ဒီအရာဝတ္ထုတွေကိုတော့ကျိန်စာပစ္စည်းတွေလို့ခေါ်ဆိုနိုင်ပါတယ်ဒီလိုကျိန်စာပစ္စည်းတွေမှာကများပြားလွန်လာတဲ့ကျိန်စာစွမ်းအားတွေပါရှိနေတတ်ကြပါတယ်ခမားကတာမန်လူတယောက်ဆိုရင်ကျိန်စာတွေကိုမြင်နိုင်စွမ်းမရှိပါဘူးအကယ်၍မြင်နိုင်ခဲ့မယ်ဆိုရင်တောင်မှတာမန်လက်နက်တွေနဲ့မဖြေရှင်းနိုင်ပါဘူးကျိန်စာတွေကိုကျိန်စာစွမ်းအင်နဲ့သာဖြေရှင်းနိုင်စွမ်းရှိပါတယ်အဓိကကတော့ကျိန်စာစွမ်းအားကိုအသုံးပြုပြီးကျိန်စာတွေကိုဖျက်ဆီးပစ်နိုင်တာမျိုးပါ ကျင်းစာဝိညာဉ်တွေရဲ့69ရာခိုင်နှုန်းကကျင်းစာတက်တက်တာဖြစ်ပါတယ်။ကျင်းစာရိစရာခမားအနေနဲ့ကျင်းစာစွန်းအားနဲ့ဖြည့်ဆည်းပစ်လိုက်ရင်အလိုအလျောက်ပြည့်စည်သွားနိုင်တဲ့ဝိညာဉ်တွေကိုဆိုလိုပါတယ်။ဒါပေမဲ့ကျန်တဲ့တရာခိုင်နှုန်းကိုတော့ cost one လို့ခေါ်တဲ့ physical form နဲ့ဖန်တီးထားခဲ့တာပါ။လွန်ခဲ့တဲ့နှစ်ပေါင်းများစွာတုန်းကလူတဝက်ကျင်းစာတဝက်ဖြစ်နေတဲ့မိမတယောက်ကကလေး9ယောက်ကိုမွေးဖွားခဲ့ပါတယ်။ဒီမိမကဂျူဂျူစုပညာရှင်တယောက်စီကိုအာဂိုဒကြီးနဲ့အပြေးလွှားအကူအညီတောင်းခဲ့ပေမဲ့ကန်ဆူးမုံမုံသာချခဲ့ရပါတယ်။ ဒီဂျူဂျူစုပညာရှင်ကြီးဟာကလေးကိုယောက်ကိုချိန်ပေးပြီး cost object တွေအဖြစ်ပြောင်းလဲခဲ့ပါတယ်။ဒီ object တွေကနေ physical form ရှိတဲ့ cost spirit တွေကို transform နိုင်ကြပါတယ်။ဒီ object ကိုကူးကလည်းအင်အားကြီးမားတဲ့ဂျင်းစာတစ်ခုဖြစ်လာခဲ့သလိုစုကူနာကလည်းသူရဲ့လက်ချောင်း20ကျောင်းအင်အားကြီးမားတဲ့ဂျင်းစာဘရင်တစ်ပါးဖြစ်လာခဲ့ရတာပါ။ခမရတို့အနေနဲ့စုကူနာကိုဂျင်းစာစွမ်းအားတစ်ခုတည်းနဲ့ဖျက်ဆီးမပစ်နိုင်ပါဘူး။ဒါကြောင့်စုကူနာရဲ့ဂျင်းစာစွမ်းအားတွေကိုအပိုင်း20ခွဲပြီးတနည်းအားစီမှာချိန်ပေးထားရပါတယ်။ ဒီလိုမျိုးစိန်စာဝိညာဉ်တွေဟာဖြက်စီးပြလို့မရတဲ့စိန်စာပြဿနာတွေပဲဖြစ်ပါတယ်။ခမားကဒီလိုစွမ်းအားကြီးမားပါတယ်ဆိုရဲစိန်စာစွမ်းအားတွေကိုထိန်းချုပ်နိုင်စွမ်းရှိပါတယ်။ဒါလို့ဆိုယူထားဆိုရင်သူ့ရဲ့စွမ်းအားကြီးမားပါတယ်ဆိုရဲရီခါကိုထိန်းချုပ်ပြီးရီခါစီကစိန်စာစွမ်းအားတွေကိုငှားယူအသုံးပြုနိုင်နေတာကြောင့်ပါ။ဒါကြောင့်ခမားဟာ Vance Wu Spirit တွေကိုကျွန်းတယောက်တပွဲခိုင်းစေနိုင်စွမ်းရှိပါတယ်။ယူထားဟာရီခါရဲ့ကန့်သက်ထားတဲ့ Cross Energy တွေကိုတောင်းမှချိုးဖျက်နိုင်စွမ်းရှိနေခဲ့တာမျိုးပါ။ဒါကြောင့်ယူထားဟာရီခါရဲ့အသက်ကိုချဲလဲနိုင်စွမ်းရှိပါတယ်။ ကျင်းစာဝိညာဉ်တွေဟာ grade 4ကနေ grade 1အထိအချင်းချင်းဆက်သွယ်ပြောဆိုနိုင်စွမ်းမရှိကြသလိုဂျူဂျူဆုစွမ်းအားတွေကိုလည်းအသုံးမပြုနိုင်ကြပါဘူး။ဒါကြောင့်အစင်းနှိမ့်တဲ့ကျင်းစာတွေဟာသူတို့ရဲ့လက်တွေအစွဲတွေနဲ့သာတိုက်ခိုက်နိုင်စွမ်းရှိကြပါသေးတယ်။ Special grade တွေကြားမှာအချင်းချင်းဆက်သွယ်ပြောဆိုနိုင်စွမ်းရှိပြီးဂျူဂျူဆုစွမ်းအားတွေကိုအသုံးပြုနိုင်ကြတာပါ။ကဲဒါတွေကတော့ကျင်းစာဝိညာဉ်တွေရဲ့အကြောင်းဖြစ်ပြီးနောက်တစ်နေ့မှာနောက်ထပ်ဗီဒီယိုတစ်ပုဒ်နဲ့တွေ့ကြပါမယ်။အားလုံးပဲ bye bye